2025ခုနှစ်အတွင်းငလင်လှုပ်ခတ်မှုအများဆုံးနိုင်ငံ10နိုင်ငံပြည်သူများအားလုံးပဲမင်္ဂလာပါရှင် Crazy N ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အခုနှစ်2025ခုနှစ်အတွင်းငလင်လှုပ်ခတ်မှုအများဆုံးကမ္ဘာနိုင်ငံတွေကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ဒီစီးရင်မှာတော့လက်ရှိငလင်တန်းကိုအလူးလဲခန်းစားခဲ့ရတဲ့ခြေတို့မြန်မာနိုင်ငံကတော့ကမ္ဘာငလင်လှုပ်ခတ်မှုအဆိုးဆုံးနိုင်ငံစင်းမှာနံပါတ်18မှာရှိနေပြီးတော့ထိုင်းနိုင်ငံနံပါတ်59မှာရပ်တည်နေရလဲဖြစ်ပါတယ်ထိုင်း နိုင်ငံမှာဒီနှစ်အတွင်းငလင်လှုပ်ခတ်မှု59ကြိမ်ရှိခဲ့ပြီးတော့ငလင်အပြင်းဆုံးနေနဲ့၄.၉မဂနီကျူရှိပါတယ်။ aquitlist.org ကကမ္ဘာငလင်လှုပ်ခန်းမှုအများဆုံးနိုင်ငံစင်းကိုနေ့စဉ်တင်ပြနေပြီးတော့ US Geological Survey နဲ့ European Mediterranean Seismological Center ရဲ့ data တွေကိုအခြေခံပြီးတော့တွက်ချက်ထားတာပဲဖြစ်ပါတယ်။အခုဖော်ပြမယ့်စင်းကနိုင်ငံရဲ့300 km အတွင်းရှိတဲ့၄ magnitude နဲ့အထက်ငလင်တွေကိုထွေသွင်းတွက်ချက်ထားတာပဲဖြစ်ပါတယ်။ဒီနေ့ထဲမှာကမ္ဘာမှာငလင်လှုပ်ခန်းမှုအများဆုံးနိုင်ငံ10ခုကိုအစဉ်လိုက်တင်ဆက်ပေးလိုက်ပါတယ်။ နံပါတ်1အင်ဒိုနီးရှားနံပါတ်2နေရာမှာရှိနေတာကတော့ကျွန်တော်အရှိတောင်အာရှနိုင်ငံတွေတည်းဟာတစ်ခုဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီးတော့ငလင်လုခတ်မှုပေါင်း918ကြိမ်အထိရှိခဲ့ပါတယ်အမြင့်ဆုံးလုခတ်မှုနှုန်းကတော့ magnitude က6.1အထိပဲရှိခဲ့ပါတယ်မချက်အနေနဲ့ပြောရရင်တော့လက်ရှိကမ္ဘာငလင်လုခတ်မှုအများဆုံးအင်ဒိုနီးရှားနိုင်ငံရဲ့ငလင်လုခတ်မှုအမြင့်ဆုံးနှုန်းတောင်မှကျွန်တော်မြန်မာပြည်သူတွေခံစားခဲ့ရတဲ့ဇဂိုင်းကိုဗဟုပြုလုခတ်သွားတဲ့ဇဂိုင်းမန္တလေးငလင်9.9ထက် များစွာနေနေသေးတာဖြစ်ပါတယ်။နံပါတ်1မက္ကဆီကိုနိုင်ငံကဘာငလင်လှုပ်ခတ်ဆုံးနိုင်ငံအဖြစ်နံပါတ်1နေရာမှာရှိနေတာကတော့မက္ကဆီကိုနိုင်ငံဖြစ်ပြီးတော့483ကြိမ်အထိလှုပ်ခတ်ခဲ့ပါတယ်။အမြင့်ဆုံးကတော့6.2မက္ကနီတူရှိခဲ့ပါတယ်။နံပါတ်3ဂရိနိုင်ငံရှေးအောင်ရင်ကျေးမှုအမွေနှစ်နိုင်ငံတစ်ခုဖြစ်တဲ့ဂရိနိုင်ငံကတော့နံပါတ်3နေရာမှာရပ်တည်နေပါတယ်ငလင်ပေါင်း413ကြိမ်လှုပ်ခတ်ခဲ့ပြီးတော့အမြင့်ဆုံးအဖြစ်9.3အဆင့်ရှိခဲ့ပါတယ် နံပါတ်၄တူရကီနိုင်ငံနံပါတ်၄နေရာမှာရှိနေတာကတော့တူရကီနိုင်ငံပဲဖြစ်ပါတယ်2025ခုနှစ်အတွက်အခုချိန်အထိ403ကြိမ်လှုပ်ခဲ့ပြီးတော့အမြင့်ဆုံးငလင်လှုပ်ခတ်မှုနှုန်း9.3မက်ဂနီကျူအထိရှိခဲ့ပါတယ်နံပါတ်၅တရုတ်နိုင်ငံအိနီချင်းတရုတ်နိုင်ငံကတော့ကမ္ဘာငလင်အလှုပ်ဆုံးအဖြစ်ကိုနံပါတ်၅နေရာမှာရှိနေပြီး324ချိန်တိတိလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အမြင့်ဆုံးနှုန်းအဖြစ်9.1မက်ဂနီကျူအထိကိုရှိခဲ့တာဖြစ်ပါတယ်။ နံပါတ်6အီသီရိုးပီးယားနိုင်ငံကမ္ဘာငလင်လှုပ်ခတ်မှုအများဆုံးနဲ့နံပါတ်6နေရာမှာရှိနေတာကတော့အီသီရိုးပီးယားနိုင်ငံရဲ့တည်နေရာဖြစ်ပါတယ်။242ကြိမ်လှုပ်ခတ်ခဲ့ပြီးတော့အမြင့်ဆုံးမက်ဂနီတူအဖြစ်9.9အဆင့်ထိရှိခဲ့ရလဲဖြစ်ပါတယ်။နံပါတ်9ချီလီနိုင်ငံ မရိကန်နိုင်ငံတစ်ခုဖြစ်တဲ့ချီလီနိုင်ငံကတော့နံပါတ်9နေရာမှာရှိလို့နေရဖြစ်ပါတယ်။225ကျိန်းအထိလှုပ်ခတ်ခဲ့ပြီးတော့6.1မက်ဂနီတူအဖြစ်အမြင့်ဆုံးလှုပ်ခတ်ခဲ့ပါတယ်။နံပါတ်8ဂျပန်နိုင်ငံကဘာပေါ်မှာသမိုင်းတလျှောက်ငလင်တန်နဲ့သဘာဝဘေးတွေအများဆုံးခံစားရတယ်ဆိုပြီးတော့ကြော်ကြားလာတဲ့ဂျပန်နိုင်ငံကတော့အခု2025ခုနှစ်ရဲ့ငလင်လှုပ်ခတ်မှုအများဆုံးနိုင်ငံအဖြစ်နံပါတ်8နေရာမှာရပ်တည်နေပါတယ်။222ကျိန်းအထိလှုပ်ခတ်ခဲ့ပြီးတော့ပြင်အားကတော့6.1 ship magnitude ထိအမြင့်ဆုံးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။နံပါတ်ကိုအိန္ဒိယနိုင်ငံကမ္ဘာငလင်လှုပ်ခတ်မှုအများဆုံးနံပါတ်9နေရာမှာတော့အိန္ဒိယအိန္ဒိယနိုင်ငံရပ်တည်နေတာဖြစ်ပြီးတော့198ကြိမ်အထိလှုပ်ခတ်ခဲ့ပါတယ်။ပြင်အားအဖြစ်အမြင့်ဆုံး9.1 magnitude အထိရှိခဲ့ရလဲဖြစ်ပါတယ်။နံပါတ်10ဖိလစ်ပိုင်နိုင်ငံ ဒီကနေ့တင်ဆက်ပေးသွားမယ့်နောက်ဆုံးနိုင်ငံကတော့နံပါတ်10နေရာမှာအာဆီယံဒေသရင်းဖိလစ်ပိုင်နိုင်ငံရက်တီနေရာဖြစ်ပါတယ်။ဒီနေ့ပတ်လုံးငလင်ပေါင်း196ကြိမ်လှုပ်ခဲ့ပြီးတော့အမြင့်ဆုံးကတော့9.8မက်ဂနီကျူအထိပဲရှိခဲ့ပါတယ်။အခုတင်ဆက်ပေးသွားကြတော့2025ခုနှစ်ငလင်အလုံဆုံးနိုင်ငံနေဖြစ်ပြီးတော့အခုဧပြီလအထိတိုင်းတာချက်တွေကိုထည့်သွင်းထားပြီးပြင်းအားမက်ဂနီကျူနဲ့အထက်ကတော့၄အထက်ရှိတဲ့ငလင်တွေကိုဒါထည့်သွင်းတွက်ချက်ထားတာလည်းဖြစ်ပါတယ်။ မရှိကပောက်ငလင်အလုံဆုံးနိုင်ငံဆင်နိုင်ငံရဲ့အမြင့်ဆုံးလှုပ်ခတ်မှုနှုန်းကခြေတရုမြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့9.9 magnitude ထက်များစွာနည်းနေသေးတာကို တွေ့ရှိရပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။